အလုံးမဲမင်္ဂလာပါခင်ဗျာနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်အခုဖက်ပြမှာကတော့ဆိုင်းစရာမောင်ချိန်ရေးသားထားတဲ့ကြာဝင့်မုံထုံမသိနိုင်ခဲဆိုတဲ့ဝတ္ထုတို့ကိုဖက်ပြမှာဖြစ်ပါတယ်နားဆင်ပေးကြပါခင်ဗျာကြာဝင့်မုံထုံမသိနိုင်ခဲပွမ်းကနေရေလုံးပွက်တန်ကြီးကိုကြားလိုက်ရပြီးသူ့ဝမ်းပိုက်နဘေးတွင်စူးရဲပြင်းထန်လာသောနာကျင်မှုကိုထိတ်လန့်စွာခံစားလိုက်ရသည် ပင်ကိုအသိစိတ်နဲ့မဟုတ်ဘဲတဘာဝဤတုတ်ပြန်မှုဖြင့်ခန္ဓာကိုယ်ကိုလူးကလူးလူးလွင့်ကအင်းနဲ့အားနဲ့ရုံထွက်လိုက်မိသည်ဒီစစာမထိလိုက်ဘူးဟဲ့လိုက်ဟာမင်းတွေထတ်ထုတ်ထတ်ထုတ်အော်ဖြစ်ပြောလိုက်တော့လူတန်းတွေကိုချလိုက်ရပြီးနောက်ထပ်ချွန်ထက်စူးမြလာတော့တမဏိမိန်သွားတွေသူ့နှစ်ဖေးပက်လက်တွင် တုံဝုံဝုံတဆွတ်ဆွတ်နဲ့ပြေးဝင်လာကြပြန်ပြီ။ထွေထဲမှာမိန်ဆွေတစ်ချောင်းကသူ့အမိဖျားရေရက်ဖျားကြီးကိုကတ်၍ ဖောက်ဝင်သွားခဲ့သည်အသက်ဘေးအန္တရာယ်နှင့်ကြုံတွေ့ရသည့်တရဝတိုင်းမိမိတို့၏အသက်ဝိညာဉ်ကလေးရှင်သန်လွတ်မြောက်ရာလမ်းကို ရှာဖွေချစမြဲဖြစ်တော်၏ဤသူသည်လည်းရှိသမျှတကိုယ်လုံးမှခွန်အားတွေကိုညှစ်ထုတ်၍ဟိုးကြာဆွဲကြာယုံတွေရှုပ်ထွေးဝေမောင်ရာရှိပြင်အောက်ခြေစီသို့ကူးခတ်ထွက်ပြေးလာကြသည် ဒီနေရာဒီပဝင်းစင်သည်ဒူမေဖွားရဇာတိချက်ကျွေဖြစ်၏သူဘိုးဘေးပြည်ပြင်တွင်လက်မုံမစွာအခြေချနေထိုင်ခဲ့ချက်စားခဲ့မျိုးဆက်တွေပေါက်ဖွားခဲ့ရာနေရာဒေသကြီးလည်းဖြစ်သည်နောက်ထပ်နောက်ထပ်သူသားသူမြေသူမြင့်တို့ဆက်လက်ရှင်သန်နေကြအုံမြင့်နေရာဝင်းကျင်လည်းအမှန်ဖြစ်၏ဧကရဲ့ခွင်းရည်ပင်ကြီးသည်သူဘိုးဘေးတို့လက်ထက်တုန်းကလူသူအယောက်အပေါင်းလုံးဝမရှိသလောက်ဝေးလံခေါင်တည်သည့်နေရာကြီးဖြစ်ခဲ့၏ အဲဒီကလာတွေတုန်းကအလွန်ပျော်စရာခေါင်းခဲ့သည်ဟုတက်ဆင့်စကားတက်ဆင့်နားနေသူမက်သားနာယူခဲ့ဘူး၏အစာအစာတွေလည်းအလွန်ပေါများကတက်ဖြတ်ငင်းဆဲမဲ့ရန်သူလည်းမရှိဘူးဆို၏ထိုးဝါးနှပြန်ခန့်နှစ်လာသောရှင်နဲ့ကွင်းစည်းဖြင့်ငါးပစုံရေပိုးရေမွားတွေအလွန်အလွန်ပေါများလာ၏ရှင်မော်ရှင်ကြီးဒိုက်ပင်ကစုံရိုးနေပင်ကနဖော့ပင်ညံပင်ဝက်လာပင်ချူပင်တင်ပင်ငရန်ပင်ပင် ကြာဖြူကြာနေကြာပုံရိပ်နဲ့ဘရုံးမကြာပင်ကြီးတွေရှိကြာဆွဲကြာရုပ်ဖွဖွေကြာဝတ်ဆန်တွေမုံမွေးထုံကတဘာဝကလက်ဆောင်အဖြစ်ဖန်တီးပေးထားသောသူတို့တွေဤတီးခြားကဘာလေးလည်းဖြစ်ခဲ့၏ပါလွာနူးညံ့လာသောကြာပတ်ကလေးတွေရဲ့အပေါ်ခြေဖို့နှင်းလျှောက်ကအစာရှာတတ်သောနှုတ်သီးချွန်ချွန်ခြေရန်ရှိသွဲလေရန်ပြောင်းနှွဲ့နှင့်ကြာဖက်နှင်းငက်ကလေးတွေကတီတာခွန်းစင်ကျူးရင်ပြောမြူလို့ ငဘက်ငဖဲငမျက်စံဒီငချင်းရှူဝါတွေကငွေရောင်ဖွေးလေအခြေခုံတွေတက်ဖြက်ဖြက်နဲ့အလှပြရင်ခုံပြန်ပြောပါလို့အိုင်ကန်းဆက်ကပြင်းမှတ်တဲ့ရှင်မကြီးစတဲ့အပင်တွေပေါ်မှာတော့ဗျိုင်းအောက်တွေဝေသားလီတွေငတ်တော်ကလေးတွေစစ်စလီတွေကတကောင်တကောင် အစာခွန်ကျွေးတီတာဒေးတွေစုလို့တင်စည်းငယ်တွေရေပဲတွေအော်ရောတွေ ထောက်တောင်ပြိုင်းတွေကျွဲချောင်းပြိုင်းတွေကတော့တချို့ကထိုက်ပုံပေါ်မှာနားလို့တချို့ကတဖွားပွားနဲ့ရေထဲမှာပေါ်ချီငုတ်ချီအဆာရှာလို့ဘာသာဘာဝပြုံမြူးခဲ့ကြတဲ့ကန်တာကြီးပေါ့အခုတော့အဲ့ဓာတွေကဟိုးအတိတ်မှာ မုံဝါရှိဝေးစံခဲ့ပါလိမ့်ပြီတဖြည်းဖြည်းနဲ့လူနေအင်ချီတွေကဒိုးလာလယ်မြေတွေကတဖြည်းဖြည်းနဲ့တိုးတက်ချေပြန့်လာ တွင်းထွက်ဘလူပရွတ်ကောင်တွေလိုလူတွေကလည်းတဖြည်းဖြည်းများလာကြတော့သူတို့တဝင်းတကားလာဖို့အတွက် ခရက်အင်ကြီးအင်ကြီးဘဝပြရတော့ပြီတဘာဝပေးထားသည့်တိတ်ဆိတ်ခြင်းအေးချမ်းခြင်းတာယာခြင်းစိမ့်ဆူခြင်းငိမ့်သက်ခြင်းတွေ ဝေးလွန်ခဲ့ရပြီတဖြည်းဖြည်းနဲ့ရေကတိမ်လာခဲ့ပြီကွန်သမားတွေမြုံသမားတွေပိုက်သမားတွေရင်တွန်းသမားတွေဖားရှာငါးချသမားတွေနဲ့စုညံပွက်လောရိုက်နေခဲ့ပြီ သွင်းညီနှံတွေများများလာသလောက်ဂျာဝိဆန်ရနံ့တွေပါပါလာခဲ့ရပြီ သူနဲ့ဘဝတူမျိုးနယ်စုတူတွေတောင်အခုဘက်မှာတိတ်ရှိတော့လို့လေရှားပါလာနေပြီသူတော်ဘဝပေးအတွေ့အကြုံရရှောင်းတိန်တက်ပြေးတက်ပုံးတက်လုံးလို့အခုအရွယ်အထိအသက်ရှင်နေကြတာလည်းဖြစ်အသက်ကလေးတစ်ချောင်းရှင်တန်ကြီးအတွက်အသက်အတန်ယုံခံကူးခတ်ရင်းမျိုးဆက်တွေတူပွားရှိဖို့ကြိုးပမ်းနေတော့ ပထမဆုံးမင်းချက်ကသူ့ရဲ့နဘေးကိုရှက်ဝင်ဖောက်ထွက်သွားခဲ့သည်တရားအနာဒရနှင့်၆အားကြီးစွာအတင်းယုံထွက်တော့အသားဆိုင်တွေအေးပြားတွေစုတ်ပြက်ပြီးလွတ်ထွက်ခရ၏နောက်ထပ်မင်းချက်ကတော့သူ့အမီးရေရဲ့ပြားကိုစုတ်ပြက်သွားစေခဲ့ပြန်သည်ရှင်နဲ့နဲ့တွင် ပုံခူရာမရေပြင်ပေါ်စီအသာဖော့ကတက်လာခဲ့သည် ရှင်ပြင်းအောင်အနက်တထွာလောက်ကနေမျက်ခွန်မပါတဲ့မျက်လုံးကြီးကိုအစွမ်းကုန်ပြူ၍သူအ깨ခန့်နေသည်အမားယုံတစ်ခုမှထက်၍အပြစ်မခံနိုင်ပထမအချိန်တုန်းကတော့သူ့မှာဇောတစ်ခုကပ်နေသောကြောင့်ပဝင်းချင်းကိုအ깨ခရန်ရန်သူ၏အန္တရာယ်ကိုတတိထားရင်မိရောသွားခဲ့ပြီးထို့အတွက်ဘေးဆက်ခရသည်ကဒဏ်ရာနှစ်ချက်ရခဲ့ပြီးပြီမဟုတ်လားဒီတခါအမားယုံထက်၍ဖြစ်ခဲ့ရင်ဘေးဆက်ရမှာကသူ့အသက်လောင်းကြီးကကြီးမားလွန်းလာတော့သည် ကုန်းပေါ်မှာလူတန်တက်တက်ကိုသူကြားလိုက်ရ၏ဟိတ်ဟိတ်ဆွညာဆွညာလုံးမနေကြနဲ့ခြေတန်လည်းလုံးဝထွက်မလာစေနဲ့ဒီကောင်ကြီးနာသွားပြီကွာသူ့အနေရဲ့တိတို့ခဏငြိမ်ပြီးတနည်းအားမှာဝင့်နေတာမကြခင်ရေပြင်ပေါ်ပေါ်လာတက်လာမှကျင်းသေးတယ်ဒီကောင်ကြီးပြန်ပေါ်မလာပဲနေကိုမနေဘူးသူ့သားသမီးတွေရေပေါ်မှာရှိနေသေးတယ်လေကွာဟွန်းဟွန်း တနာညတာမှုကင်းမဲ့လာသောအတန်တွေကိုချလိုက်ရသောအခါဒေါသတွေကစူဝေလာသည်။ဘာကြောင့်များသူတစ်ပါးဤအတူရတာအသက်တွေကိုဒီလောက်အာတာငဲငဲဖြစ်နေရတာပါလဲ။သူနားမလည်နိုင်။တရားရီဒီစီကနာကျင်ကြိုက်ခဲမှုကြောင့်တစ်ကိုယ်လုံးတဆက်ဆက်တုံ့ရရှိ။မောင်မဲနေသောထိုက်ပုံတွေအောက်သို့နောက်ပြန်ဆုတ်ခါအတာတွင်းဝင်၍ခိုကန့်နေလိုက်သည်။ လူတွေလူတွေအသားစားဘလူတွေကဲ့သို့သူ့အသွေးအသားကိုဝါမျိုးစားတောက်ရန် အာတာငန်းငန်းတက်ခါစောင့်နေတုံဖြစ်၏။လောလို့မဖြစ်ဘူး၊ဆနစောလို့မဖြစ်ဘူး။တေးခံပြီးစောင့်မှတွေ့၏။ဟုတ်တယ်။တတော်ကြာရင်ဒီလူသားတွေသူ့ကိုရှာမတွေ့ရလက်လျှော့ပြန်သွားမှအမှန်ဖြစ်ဒီကိုအထွေအကြုံရသူသိနေသည်။တို့တော့ခက်တာတစ်ခုကသူတို့မျိုးနွယ်စုသည်ရေအောင်မှအကြကြီးပုန်းခုံငိမ့်တဲ့နေလို့မရ နေလဲမနေနိုင် မကြမကြရေပေါ်တက်ခါအစာရှာရင် အစာစားရင်လေရှူချလေရှိတဘာဝကပီအက်ထားသောဘဟက်နှစ်ဖက်က ရေထုထဲမှလေကိုဆုပ်ယူအသက်ရှင်ရန်အသုံးဝင်တော်လဲရေပြင်ပေါ်ဖြတ်တန်းတိုးဝင်နေတတ်သောကောက်ပင်ပြူတို့ဤရနံ့သိနေတော်လေကြာဝင့်မုံတို့ဤထုံဤမွေးပြန့်သောရနံ့တို့မျောပါလာတော်လေတို့ကိုလည်းသူတို့မှုန်တိတ်စွာရှူဆိုင်တတ်ကြပါ၏တွေ့ခိုက်မှာပင်ရှင်မောင်စာငါးကလေးတကောင် သူ့နာကကတ်ပြီးကြော့တက် ကူးခတ်သွားသည်ဘာမှမဝေးငါးတခုံစားသာလောက်တာရှိမည်စက္ကနေအမျိုးကိုကြီးအာယူစန့်ထုတ်လိုက်ပြီးထိုးဟက်လိုက်သည်မမီလိုက်လွတ်သွားပြီတန်ရရေကြောင့်တုတ်ဆိုင်နေကွေးနေပြီဖြစ်၍ငါးကလေးတကောင်ကိုတောင်မိအောင်မဖမ်းနိုင်တော့ပြီ သူတကောလုံးကတက်စစ်စစ်ကြိုက်ခဲ၍ကြံရစ်သည် သူနဘေးစီမှာစစ်ခနဲမြက်ခနဲနာကျင်ခန်းစားလိုက်ရသဖြင့် ်ဘေးဘက်သို့အသာစားငှက်ရကြည့်သည်အလိုတမ္မဏိမိန်ဆွယ်တန်းချက်ကြောင့်စုပ်ပြတ်ထွက်သွားကအသားစားတွေဖွာလန်ကျဲနေသောဒဏ်ရာကြီးကိုငါးကလေးတွေကဝင်းရည်တွတ်ကြဟတ်ကြနဲ့ဖက်ယူဝါမျိုးနေပါပြီကောတိမ်သားကထွက်၍ကျဲကနေပူလိုက်သောနေမင်းကရေနဲနေသောခရက်ကွင်းကြီးကို မိလောက်တိုင်းသွင်းတဲ့ကဲ့သို့ရှိနေဘူးเจ้าရေတွေလိုက်စုပွက်တက်လာပြီး ခုတလောမိုးမရတာတောင်ဘယ်နည်းရဲ့ရှိသွားပါလဲရေပူပူတန်းတွင်အနာတန်ရာကြီးကအသားစတွေရင်တွေဖြောထားသလို ခံစားနေရသည်ပို၍လဲနာကျင်ကြိုက်ခဲလာနေသည်စုပ်ပြက်နေသောအမီးဖျားရေရဲ့ကြီးကလည်းကုခတ်လှူရှားရာမှ အားကတိတ်မပါတော့ကြီးမားရှိလျာသော သူ့ကိုယ်လုံးကြီးကိုဘဟက်ဘေးနှစ်ဖက်မှ ရှေ့ရေရဲ့ကလေးနှစ်ခုကသာ ထိမ့်ပေးနေရသည် ကိုလိုကြီးကိုတွန့်၍လင်၍ရမ်းခါ၍အနာကအသားစားတွေဖဲ့စားနေသောငါးကလေးတွေကိုမောင်းထုတ်နေရသည်ငါးကလေးတွေကခွာထွက်သွားလိုက်ပြန်ကတ်လာလိုက်နှင့်အခံရခက်ပြီးဒေါသတွေထွက်နေမိ၏အရင်တုန်းကဆိုဟော်ရီခရဲ့အင်းကြီးတဲ့မှာ သူတို့မျိုးနွယ်တွေကသာမင်းမှုခဲ့သည်သူ့အသားလာထိဖို့မပြောနဲ့သူလာပြီးဆိုရန်တိလိုက်တည်နဲ့တခြားငါးတွေအသက်လူခါပြေးချစမြဲဖြစ်၏ခုတော့ခုတော့ တို့မျိုးရိုးထဲတွင်တက်တန်းစီနေထိုင်ပြီးအသက်ရှင်သွားရသူဟူ၍ဘယ်တုန်းကမှမရှိခဲ့ယခုလည်းမရှိ နောင်တွင်လည်းရှိမှာမဟုတ်သူ့အဖေသူ့အဘသူ့အဘိုးတို့ကိုပင်ကြည့်လူတွေဤဖန်းစီတက်ဖြတ်စားတောက်ချင်းကိုသာခံစားခဲ့ကြရ၏သူသားသူ့မြေသူ့မြစ်တွေကြတော့ကောထိုတဘာဝတရားကြီးရက်ဆက်သောအထမစီရင်ချက်အောက်ကယုံထွက်နိုင်ဖို့လမ်းကမမြင်ယခုသူ့ကိုပင်ကြည့် တက်ဖြတ်ခံရအန်ဆဲဆဲသေးအံ့မှုမှုအချိန်ကိုရှောင်းနေပြီမဟုတ်လားအော်တော်တော်စိုးဝါလာတယ်ငါတို့ကဘွားတွေပါလားဟူတွေးမိကဝမ်းနဲ့ပက်လက်ဖြစ်ရသေးဤတက်ရှိတရဝါချင်းချင်းတူဦးဤအသွေးအသားကိုတူဦးကရရဆက်ဆက်ဖက်ယူဝါးမျိုးစားတော့ခါအသက်ရှင်နေရသောဘဝကြီးကိုသူယွန်ရှာမုံတီးမိပြီငရံကောင်းရှိတဲ့ငရံကောင်းတို့တဲ့ငရံပနောတဲ့ ငရံလုံးနဲ့ငရံထိုင်းနဲ့မျိုးတူမျိုးစိတ်ကွဲတွေကများလာ၏။ထိုမျိုးစိတ်များစွာထဲတွင် သူတို့မျိုးစိတ်ငရံခေါင်းရွှေတွေကိုလူကြိုက်များ၏။ငရံချောင်းငရံငပိကောင်ငရံငပိရေချိုတို့သည်ဈေးကဝင်ရောင်းပန်းလာလွန်စွာအတုံးတက်လာ၏။ထို့ကြောင့်ပင်လူတွေ၏အမဲလိုက်ခံရခြင်းဖြစ်တော်၏။ကြည်စံရှခုပင်သူတေမိပြီးမှတည်တည်ကလေးလွတ်ခဲ့သည်မဟုတ်ပါလား။ ကျွန်ခိုင်မှာပင်ခက်ကြီးကြီးငါးတကောင်ကသူ့တန်ရာဟပြဲကြီးကိုဝင်ရောက်ကြိုက်ဖဲ့စားတောက်လိုက်ရအသားစကြီးတစပက်ပါသွားပြန်ပြီအယိုးပေါ်အောင်ဆွဲယူဖဲစားခြင်းခံလိုက်ရ၍အသေးခရောင်နာခြင်းလာတဲ့ဖြင့်အားထက်ခါတဆက်ဆက်တုံအောင်ရုံးကန်ခတ်ထုတ်လိုက်ရပြန်၏ပွက်ထသွားသောရေလုံးရေဆွဲများကြောင့်ငါးကလေးတွေဘေးသို့ခဏရှဲသွားပြန်၏မကြခင်ပြန်လာဖဲ့ယူစားတောက်ချအောင်မည် သူ့မှာအာရင်တွေကုံစပြုတ်နေပြီးဒံယာကသွေးတွေတဆိတ်ဆိတ်တုန်နေ၏ထွက်နေ၏နာလဲနာမောလဲမောနေပြီထို့ကြောင့်ဟာနေသောဝမ်းပိုက်ကိုဖြစ်ရင်ကြာပင်ယုံကြီးနာအတာကက်သွားသည်ကြာစွေကြီးတွေဘေးတွင်ကက်ညိနေသောစိမ့်ဖန့်ဖန့်ရေမောတန်းတစ်ခုကိုအလောတကြီးဟတ်မြူညှို့ချလိုက်ရသည်သူတိတ်မချိုက်လာတော့လေလောလောဆယ်ဟာနေသောဝမ်းပိုက်ကိုဖြစ်ရင်ဒါပဲရှိသည်မဟုတ်လား သူ့အသက်ဘလောက်ရှိပြီဆိုတာသူမသိသို့တော့သူ့ဘဝမှာထောင်ပေါင်းများစွာသောတားပေါက်တို့ကိုဥချပေးခဲ့သောယခုလိုမဥချကာလတွေကိုတော့သူမမက်မိနိုင်တော့လောက်အောင်ကြော့ဖြက်ပြီးခဲ့ပြီအခုကောအခုကောမီးချင်းဆန်ချောင်းခန့်တားပေါက်နီနီကလေးတွေဖြာတစ်ချက်စာခန့်ကိုဘေးမတီရမခအခြားသတ္တဝါတွေဝါးမြို့စားတောက်ခြင်းမခံရအောင်စောစောတုန်းကသူစောက်ရှောက်နေခဲ့သေးသည်မဟုတ်လောသူတို့တလေသူတို့ ဘာသာဘာဝအလိုက်သားပေါက်ကလေးတွေက ရေကြီးနေကြီးပက်ပြန်းထားသော ရေပြင်၌ကနဖော့ထိကယုံ လေဘရူမော်ဘင်ကလေးတွေချာမှအစာရှာဖွေမြူးထူးနေကြစဉ်သူကတော့ထိုသားပေါက်ကြီးအောက်ကြီးအောက်ရေအနဲ့တတောင်ခန့်မှာရင်ငုတ်တင်းမောကြီးတစ်စင်းလိုငြိမ်သက်၍မဲမဲမဲတုပ်သော မျက်စိအဆုံးဖြင့်ဘေးပညာအထက်အောက်ကိုအကဲခရီးစောင့်ရှောင်နေခဲ့၏ဘဝဒူသားစားငရက်များဤရန် လူသားတွေဤရန်ကိုမပြက်ခယူးဆိုင်နေခဲ့ရသည်ရန်သူအရေးချင်းဟုသူတိလိုက်လင် သူပါဇက်တဲ့ဗဟတ်နှစ်ဖက်မှရေပလုံကလေးတွေစီစီထအောင်မုတ်ထုတ်အချက်ပေးမိထွဲခါအရေးအကဲနားလည်လာသောတားပေါက်ကလေးတွေကမျက်စိတမိတ်အတွင်းမှာပင် ဖြက်ခနဲဤအောက်သို့ငုတ်ဆင်းလာကြကဒိုက်တွေမော်ရီရင်ညိပင်တွေချာမှပုံအောင်နေကြလိမ့်မည်ဘေးရန်ကင်းရှင်းပြီးဟူသူကအချက်မပေးမချင်းရင်းနှီးရင်းမျက်နှာပြင်ပေါ်သို့ပြန်တက်လာကြအုံမီမဟုတ် ဘင်းအနေရဲ့ရှင်းပြီးဟူသူက အချက်ပေးလေမှရင်မျက်နှာပြင်ပေါ်တက်၍မြူးတူးပြောပါ အစာစားကြပေးလိမ့်မည်ယခုတော့တကယ်ပဲနှောက်ချခဲ့လိမ့်ပြီသူထက်အစာပေါင်းများစွာ ပရိယမာယာများလာတော်လူသားတွေက သူမျော်မှန်းထားသလိုရှေ့ဘက်ကလည်းမလားဘေးပညာနှစ်ဖက်ကလည်းမချင်းခဲ့ဘယ်လိုမှမြင်နိုင်စွမ်းမရှိသောနောက်ဖက်မှအသာဝင်ကစူးရဲထက်မြသောတမဏိမိန်သွားဖြင့်သူ့အသက်ဇီဝင်ကိုချွေယူရန် ကြိုးစားခက်ခြင်းကိုခံခဲ့ရလိမ့်ပြီအခုချိန်ဆိုတားပေါက်ကလေးတွေပဲစီမှာပါလေရန်သူလူသားတွေဤလက်ထဲပါများသွားလိမ့်ပြီလားရက်ဆက်လိုက်ကြသည့်လူသားတွေသူတို့နှစ်ပိတ်သားသုံးပိတ်သားလောက်ရှိမည်အရွယ်ရောက်ပြီးငရန်ကြီးတွေကိုအသားစားလို၍ဖမ်းချသည်ကိုထားပါတော့ယခုတော့တကောင်တကောင်လျင် မီးချစ်ဆန်တတလောက်ပဲရှိသေးသည်နီနီထွေထွေငရန်သားပေါက်လေးတွေကိုတော့ချမ်းသာပေးတင်ပါ၏သူတို့မျိုးဆက်တွေဆက်လက်ရှင်သန်ခွင့်လေးပေးစေချင်ပါ၏ဤလိုလောဘတွေကြီးစိုးနေသည့်တဘာဝပတ်ဝန်းကျင်ကြီးတွင်အစင်နာမဲ့အတွေ့အခေါ်မဲ့လာသောလူသားတစုကြောင့်ဤမြေဤရေဤမြဝကျွန်းပေါ်လေယာချောင်းမြောင်းတစ်ခွင်၌ငါးမျိုးတွေတုံးတော့မှာကိုကောသူတို့မစင်စားမိလေရော့သလားဆိုရင်ပူပန်စိတ်ကဒဏ်ရာတွေနာကျင်မှုတွေသူဤ ကိကဒုက္ခတွေကိုကာယိကဒုက္ခတွေကိုတခဏအတွင်းမေ့သွားစေလေ၏ထို့ကြောင့်ပင်နေကြီးရိုက်ခတ်ထားသဖြင့်ဝင်းပါလင်းလက်နေသောရင်းမျက်နှာပြင်ထက်သို့အတာအရာထိုးထက်လာခဲ့မိပြန်၏တတိထာတတိထာရေဘွက်ကလေးတစ်ခုရေပလုံစီကလေးတစ်လုံးမှထွက်မသွားမိစေရထွက်သွားပြီဆိုတာနဲ့ကုန်းဘော်ကစောင့်ကြည့်နေသည့်လူသားတွေရဲ့ရက်ဆက်တဲ့မိန်းသွားကမိန်းသွားကတွန်းဝင်လာလိမ့်မည် တတိကြီးစာထားရရင်မျက်နှာပြင်နဲ့တထွားခန့်အထိထိုးတက်ခါလာသည် ဥကောင်းကိုဟိုဒီရန်ကလက်ခါရှာကြည့်ကြီးစင်ပြာလက်နေသောမိုးကောင်းကင်ကြီးပေါ်တွင်တိမ်မီခွန်းဆကလေးတွေတရရင်လွတ်မျောလျက်ရှိ၏ကြာရက်တွေကြားမှာထိုက်တွင်မော်ရီကြားမှာရှာသည်မတွေ့ဘယ်စီများရောက်ကုန်ချပြီနီတားပေါက်ကလေးတွေရေမင်းတို့ဘယ်စီရောက်နေချတယ်လဲဟဲ့ရှန်သူဘက်ပါသွားချလေပြီလား သူပြာရာခတ်သွား၏။စိုးရင်ချိန်ဆောင်ရှင်နေပူလာ၏ထို့ကြောင့်သူ့လှူရှာမှုကညင်သာခြင်းမရှိတော့ရုတ်တရက်ဘေးသို့ဆက်ခနဲလက်ခါရှာ၏။အယိုးရဲထီအောင်ပဲ့ရွက်ထွက်နေသောတန်ရာကြီးကအလွန်နာကျင်လာသဖြင့်နားလိုက်တာနိုင်လိုက်တာဟုရည်ရွယ်ရင်းပါဇက်ကိုဟလိုက်ပြီးတော့ပါဇက်ထဲပဟန်နှစ်ဖက်တဲကရေပလုံစီကလေးတွင်၄၅၀လုံးဖွာကနေဖွာကနေရေပြင်ပေါ်သို့လွင့်ရတက်သွားတော့၏ ထိုခဏမှာပင်မိုးချိုပစ်ခံလိုက်ရသလိုဥကောင်းတစ်ခုလုံးကျင်ကနေခွက်ကနေပြင်းပြသောနာကျင်မှုကိုခံစားလိုက်ရလေတော့ဤတမနိမိန်သွားကဥကောင်းကွန်အထက်မှဝင်၍မေးအောက်ကနေဖောက်ထွက်သွားခဲ့ပြီမိမိဟဲ့နဲတဲ့နှစ်ချုံငရန်ကြီးမဟုတ်ဘူးဟဲ့အ ਨੇ စုံ၃လေးဘိတ်တာပဲကွာတော်တော်ပါတဲ့ငရန်ကြီးဟဲ့သူ့ကိုစောင့်နေမှန်းသိလို့ဟိုးရေအောက်တိုက်ပင်တွေကြမှာသွားခုန်နေတာ တို့ပြန်သွားပြီးထင်လို့သားသောမှုန်ပြီးပြန်တက်လာတာကွာသေချာရှာဟိကြာမနေချာမှာတောက်ပေါက်တွေရှိလိမ့်မယ်ကိုန်သမားကသေချာအောင်တော့မလွတ်စင်နဲ့ဘယ်ရမလဲကွာတငါလုံးစားလာတာချာပြီးပဲဟာဒင်းတို့ပါတယ်ဆိုတော့တော့ဒီညနေငရန်ဥဟင်းလေးနဲ့ဆိုအတော်ပေါ်ကွာတငါတစုဤဟာတိုက်ရီလိုက်တန်ကြောင့်အစာကောက်နေတော့ကြာဖက်နေငှက်ကလေးများပိန် ပိန်ကြီးငှက်ကလေးများ၊ဖြိုင်းအောက်ကလေးများ အလှတကြားအလန့်တကြားထပြန်ပြေးကြလေသည်။ထိုနေ့ကဇာဝင့်မုံရနံ့တို့ထုံပြန်ခြင်းမရှိပါ။ပေါင်းချိန်ဆက်လက်ဖက်ပြမှာကတော့ဆိုင်းဆရာဆနာကိုကိုဆနာလင်းရေးသားထားတဲ့ဖက်ခွက်စားများဆိုတဲ့စာလေးကိုဖက်ပြမှာဖြစ်ပါတယ်။ဖက်ခွက်စားများ အဆိုအကအရေးအတိနဲ့တရုတ်ဆောင်အမှုပညာရှင်တွေကိုလူတချို့တွေဟာနှိမ်ချလိုတဲ့စိတ်တဘောနဲ့ဖက်ခွက်စားဆိုတဲ့စကားလုံးကို ပြောဆိုပြောဆိုသုံးလုံးတက်ကြပါတယ်။လွန်ခဲ့တဲ့ရက်ပိုင်းကဘသူကိုကြီးရွယ်ပြောဆိုမှန်းတော့မသိတဲ့ဖက်ခွက်စားဆိုတော့ဒီလိုပဲလုံမှာပေါ့ဆိုတဲ့ post လေးတစ်ခု Facebook မှာတွေ့ရပါတယ်။ဒီ post လိုမျိုးပဲအမှုပညာရှင်တွေကိုနှိမ့်ချခဲ့ရပြောဆိုခြင်းတဲ့အခါဖက်ခွက်စားဆိုတဲ့စကားလုံးကို အမြဲလိုလိုတုံတက်ကြတာပါ အဲ့လိုစားကလေးတွေဖျက်ရတဲ့အခါဖက်ခွက်စားဖခင်ကြီးကမွေးဖွားခဲ့ပြီးကိုယ်တိုင်လည်းဖက်ခွက်စားဖြစ်ခဲ့ဘူးတဲ့ကျမအနေနဲ့အမတန်းမှစိတ်မကောင်းဝင်နေပြီးရှက်မိခဲ့ဘူးပါတယ်အမှုပညာရှင်တွေကိုနိချပြောဆိုခြင်းတဲ့အခါဒီလိုဖက်ခွက်စားဆိုတဲ့စကားလုံးသုံးရမယ်လို့ဘသူကများစတင်ပြောဆိုခဲ့တယ်ဆိုတာကိုတော့မသိပါဘူးကျမကိုယ်တိုင်လည်းအရင်ကဆိုဖက်ခွက်စားဆိုတာနှိမ့်ချပြောဆိုတဲ့အတုံးလို့ထင်မိခဲ့တာပါဒါပေမဲ့ တကယ်တော့ဖက်ခွက်စားဆိုတဲ့စကားလုံးကအမှုပညာတွေအတွက်ဂုဏ်ယူစရာစကားအသုံးလုံးဖြစ်ပါတယ်။ဟိုးရှိရခင်ခေတ်ကမင်းကြီးမင်းသားတို့အင်ဒိုနီးယားဥယျင်ပျော်ပွဲတွေထွက်လာတော့အခါ၌နောင်တော်ကလိုက်ပါအသုံးတော်ခံရတော့တပင်တဲတို့အားမင်းတို့ပွဲတော်တည်တော့ငပြောရွက်ဖက်စိန်ကိုဗရုံးမကြာပွင့်ခဲ့သူထိုးတော့ဖက်စိန်ခွက်ကိုမနှောလင်ပဲမနှောခွက်ခေါ်သည်၎င်းခွက်တို့နှင့်မင်းသားပွဲတော်တည်ပြီးတော့ ငါ့ကြုံများကိုဤဖက်ခွက်နှင့်ကျွေးလိုက်ပါပြီဟုမိန်တော်မူသည့်အတိုင်းအစီကံတို့ကယူ၍တပင်တဲ့တို့ကိုကျွေးရသည်ပွဲတော်ကြဖက်ခွက်အတိုင်းစားကြရ၍ကုန်ရှိသောကြောင့်ဝမ်းမြောက်ကြလေသည်ဝင်စုမူစုတို့ကလည်းရံဖရံခါအကြောင်းအားအကြောင်းအားလျော်စွာဖက်ခွက်နှင့်အရင်အခြေပြု၍ကျွေးလေရှိပေသည်ဤသို့ဖက်ခွက်နှင့်စားသုံးချရသည့်ကိုအစွဲပြုကဖက်ခွက်စားဟုခေါ်ကြလေသည် မော်ဘီဆရာသိန်းဤမြမဆက်ပွဲတပင်မှဆိုပြီးဖက်ခွက်စားအထိပ္ပယ်ကိုရေးသားဖော်ပြထားတာတွေ့နိုင်ပါတယ်။ဒါကြောင့်ဖက်ခွက်စားဆိုတဲ့အတုံးအနှုံးကစိတ်ပြဲဝမ်းနည်းစရာမကောင်းတဲ့ဘက်ကိုရှင်ညွန်းတဲ့အတုံးအနှုံးမဟုတ်ပါဘူး။မင်းဆိုရစာရီကိုယ်တိုင်အမှုပညာကိုလေးစားဂုဏ်ပြုတဲ့အနေနဲ့သူတို့အတုံးဆောင်တိုင်းဒန်းတူကြီးတို့အတုံးပြုခွင့်ပေးခံရသူတွေပါ။ဒီအတွက်ဘသူတွေဘလို့ပြောပြောခိတအမှုပညာရှင်ကြီးစစ်စစ်ကမွေးဖွားခဲ့တဲ့ကျမကတော့ ဖက်ခွဲစားမိသားစုဝင်ဖြစ်ရတာကိုအမြဲကြုံယူမိပါတယ်ရှင်။ဖခင်ကြီးဂီတလူလင်မောင်ကိုကိုဘာကြီးဘုကလေးတယောင်တို့သူဒယ်ရီနဲ့ဘဘလိုဘဝတို့အမှုပညာရှင် အားလုံးကိုရည်ရွယ်ကုန်ပြုပြီးရေးသားခြင်းဖြစ်ပါတယ်။ကျမ်းမာရှင်လင်းကြပါစေ။ဆန္နာကိုကိုဆန္နာလေးဘဝမှာတစုံတစ်ခုကိုနားမလည်ရင်ဒီအချက်၃ချက်ကိုအမြဲမှတ်ထားပါ။နံပါတ်၁တချို့ကပြောကြရလေ ကြောက်ရောက်ချင်ရင်သူကတစ္ဆာမရှိရင်စိတ်တော့ကရောက်ရတယ်ဒါပေမဲ့မင်းကချစ်တော့မယ်ဆိုရင် ကိုယ်အလုံးနဲ့ဤချင်းနှစ်ကိုချစ်ပါ သူကတစ္ဆာမရှိရင်တော့မင်းကကိုယ့်ကိုလက်ရည်သွေးလေးချင်ပြီးသားဖြစ်သွားမှသိကြပါတယ်နံပါတ်1တချို့လူတွေကပြောတယ်ပတ်စံနဲ့ပျော်ရွှင်မှုကိုဝယ်လို့မရဘူးလို့အမြဲပြောနေကြတယ်ဒီစကားတွေကစာအုပ်ထဲမှာနဲ့ချမ်းသာတွေချမ်းသာတဲ့သူတွေရဲ့ပါဇက်ပြားမှသာမှန်တာပါမင်းကဘဝမှာပတ်စံသုံးဖို့လိုလာပြီးဆိုရင် တောင်းကနေစဉ်းစားနေကြမလို့အောင်သုံးနိုင်ဖို့ဝေအများကြီးရှာပါနံပါတ်3ဘဝမှာတစ်ခုမဟုတ်တစ်ခုအမြဲလှိလာပါဝေရှာလို့ရနိုင်မယ့်အသက်ပညာကိုရွေးတင်ပါနောက်ပြီးတင်မတိသေးတဲ့ဘာသာစကားအစ်တစ်ခုကိုတက်မြအောင်သင်ယူပါဒါရီယာအခုလိုကာလမှာအင်တာနက်အသုံးပြုပြီးသင်ရင်မှနေရင်အလွယ်တကူသင်ယူနိုင်ပါပြီအခုလိုချိန်ပြေးနားဆင်ပေးခဲ့တဲ့ကျေးဇူးအထူးပဲတင်ပါတယ်အားလုံးပဲဘေးရန်အပေါင်းကင်းစင်ပြီး ကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေခင်ဗျာ။